Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Paper Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလရဲ့နောက်ဆုံးနေ့ရဖြစ်တဲ့31ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်တို့တွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်တို့အရင်ဆုံးလွင်တူရှင်သတင်းလေးနဲ့စလိုက်ပါနော် ပထမတင်းတဲ့ဘုတ်ကတော့စစ်တက်ကရခိုင်လူမျိုးရပ်ပါအဆိုတော်ဇွဲပြေပိုင်ကိုအေအာထောက်ပို့တယ်လို့ဆိုတာခန္ဓာကိုယ်ကိုလျှက်စစ်ရှော့တိုက်ခြင်းရင်ဘက်ကိုစစ်ဖက်နှက်ဖြင့်နှိမ့်ကန်ခြင်းတနက်တပြင်းရိုက်ခြင်းရင်းနှီးခြင်းစသည့်စစ်ကြောညင်းပန်းနှိမ့်ဆက်မှုများပြုလုပ်နေတယ်လို့သိရတယ်ပေါ့နော်အဲ့တော့အချက်မဲ့စစ်ကောင်စီကရခိုင်ဆိုရင်အလိုလိုလေးကိုကြောက်ရွံ့နေတာဖြစ်တဲ့အတွက်ရခိုင်နဲ့ပတ်သက်တဲ့သူတွေကိုဒီခုချိန်မှာဆိုရင်မီတိုးလိုမျိုးလူတွေလည်းတုံးချပြီးမှရခိုင်လူမျိုးကြားထဲမှာတွေးကွဲအောင်လှုပ်ဆောင်နေတယ်လို့အခုလိုမျိုးပေါ့နော်ရခိုင်လူမျိုးတွေကိုနှိမ့်ဆက်ညင်းပန်းနေတာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တွန်းဆန်မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက်စစ်တပ်ကလက်အောက်ခံဇက်အာရီတပ်ဖွဲ့ကိုလက်နက်ခင်းရန်ဖြည့်တင်းပေးနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက်အချမ်းပတ်စစ်တပ်ကလကောင်းအီလက်အောက်ခံဇက်အာရီအဖွဲ့ကိုလက်နက်ခင်းရန်များဖြည့်တင်းပေးနေကြောင်းချင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကသတင်းထပ်ပေးပို့ထားလို့သိရပါတယ်။အဲ့တော့ ဒီ ZRE ဆိုတော့ကိုဒီအချမ်းမစစ်ကောင်စီကိုထောက်ခံတဲ့အဖွဲ့လို့အချမ်းပြပြောလို့ရပါဘူးเนาะအဲ့တော့ ZRE ကိုဘာကြောင့်လွှဲပြောင်းပေးလဲဆိုတော့စကမကချင်းပြည်နယ်ကသုံးမြို့နယ်မှာရွေးကောက်ပွဲလှုပ်ချနေတဲ့အခါကြတော့ချင်းလန်းကောင်စီကတင်ထားတဲ့တွန်းဆန်ကိုပြန်သိမ်းယူနိုင်ဖို့အတွက် ZRE ကိုကူညီပေးနေတာတဲ့ ZRE ကိုကူညီတယ်ဆိုတာက ZRE ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့သူတို့တွေကအခုရွေးကောက်ပွဲမှာပါဝင်နေတာရွေးကောက်ပွဲမှာဘလို့ပါဝင်လဲဆိုတော့ Zoomi National Party ဆိုတဲ့ ZNP ကနေကိုယ်စားလှယ်တောင်၄၀ထွက်ထားတယ်တဲ့အဲ့ဒီမှာ ZRE ခေါင်းဆောင်ပိုင်းမှာဆိုရင် ပေါ့လူမင်းထန်ပေါ်တယ်ပေါ့လူမင်းထန်ကအရင်ကချင်းပြည်နယ်လူမှုရေးဝန်ကြီးတာဝန်ယူခဲ့တဲ့တယောက်ပြီးတော့ကျင်ငိုက်မန်လည်းအမျိုးသားလွတ်တော်အမတ်ဟောင်းဖြစ်ခဲ့တယ်တဲ့သူတို့တွေပါဝင်မယ်ဆိုတော့အခုဟာကရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ZMP ရဲ့ ZRE ရဲ့စကားမတော်သုံးဖွဲ့ပူးပေါင်းပြီးတော့တွန်းဆန်ကိုပြန်သိမ်းယူခြင်းတဲ့သဘောဖြစ်ပါတယ်လို့ချင်းတော်လိုင်းရဲ့သတင်းမြစ်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုဒ်ကတော့အမှုပညာရှင်များအားလုံးအကြံပေးစစ်တပ်၏ရွေးကောက်ပွဲဝါရဖြန့် policy အလိမ်ညာစီယုံရီပါဝင်ရင်ညင်းဆန်လင်ရေးယူမယ်လို့ ညွန်ကျုပ်အေးကျွယ်ချင်းကြပြီးပါတော့ခုမျိုးချက်မရှိဘဲထွက်ခွာခွင့်မပြုတော့ဘူးဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့မနစ်ကလေးကဒီသတင်းကတက်နေတယ်ဒီယုံလေးကလည်းစတင်ထားတယ်ပေါ့နော်အဲ့တော့အမှုပညာရှင်တွေကိုဒီပြီးပါထွက်ခွာခွင့်လုံးဝပိတ်လိုက်တဲ့အနေအထားဖြစ်တယ်အခုရွေးကောက်ပွဲနှီးလာတဲ့အတွက်ဒါသူတို့ကိုထပ်ပြီးတော့လည်းအတုံးချအောင်မဲ့အခြေအနေမှာရှိတယ်ပေါ့နော်အခုဆိုရင်တော့ဒီ နေတို့တော့အဖွဲလိုက်ပေါ့နော်ဒီ social punishment BC ကိုအောင်ခံနေရတယ်လို့နောက်ထပ်ဘသူတွေထပ်ပြီးတော့တုံးမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းရယ်နော်တေချာတာကတော့ပေါ့နော်ထပ်ပြီးတော့ရှိသေးတယ်လူမင်းတို့ PTU အင်နာဂျော်စင်တို့လည်းမလွယ်တော့ဘူးနော်အဲ့တော့လူမင်း PTU အင်နာဂျော်စင်ပါမကျန်နာမည်ကြီးတယောက်ဆောင်ပညာရှင်များအားလုံးပါဝင်ရမယ်မပါရင်ငင်းဆက်သူများအားလုံးကိုအထိတ်အမတ်အထက်အမိတ်ကြီးအားလုံးကိုရေးယူမယ်လောက်ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ campaign စာသားကိုတယောက်ချင်းစီပြောရမယ် ရိုက်ကူးရေးကိုစကမဘာကရိုက်ပြီးသူတို့သတင်းတွေဖျော်ဖြေ platform အားလုံးမှာထုတ်လွှင့်မယ်တချို့ကိုယ်တိုင်ရိုက်ပြီးသူတို့စီကိုပို့ပေးရမယ်နိုဝင်ဘာလဆက်မှရိုက်ကူးမှာဖြစ်ပါတယ်တဲ့ရုပ်ရှင်ဇလန်တိုမဟုတ်ပါတယောက်ချင်းစီကစကမဘာကရွတ်ဆူခိုင်းမဲ့ campaign စာသားရွတ်ဆူတဲ့ဗီဒီယိုရိုက်ကူးရေးဖြစ်ပါတယ်လို့သတင်းပေးပို့ထားပါတယ်ခင်ဗျာအခုဆိုရင်တော့အားလုံးမြင်တဲ့အတိုင်းပဲ အကြံပတ်စစ်ကောင်စီရဲ့လက်အောက်မှာနေခဲ့တဲ့သူတွေကတော့အခုစမှာဆိုရင်သူတို့ရဲ့အတုံးချခြင်းကိုခံနေရပြီပေါ့နော်။ကဲဒါမျိုးတွေကတည့်ရက်ဒီလိုဖြစ်လာမယ်ဆိုတော့အလုံးကခံမှန်းပြီးသားဖြစ်ပါရဲ့နော်။အဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုပါပဲအခုချိန်မှာဆိုရင်ဒီလိုမျိုးအကြံပတ်စစ်ကောင်စီအောက်မှာနေတဲ့အတွက်စစ်ကောင်စီခိုင်းသမျှလောက်ရတာမှန်ပေမဲ့လေဒီလိုမျိုးမလုတ်ချင်ဘူးမလုတ်မလုတ်ဒီပြည်သူတစ္ဆောင်ဖောက်ချင်ဘူးဆိုတော့ထွက်လာခဲ့လို့ရပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဝက်လက်မှာပြည်သူ့ပိုင်ပစ္စည်းများခိုးယူနေတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၁၆ဦးသေပြီးအယောက်၃၀ခန့်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်ကြောက်ကုန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ့ပိုင်ပစ္စည်းတွေခိုးယူနေတဲ့အချမ်းပဲစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်သားအများပြားတေဆုံးခဲ့တယ်လို့ New Online သတင်းမျိုးကပြောပါတယ်နော်။ထိုးတိုက်ပွဲမှာဒီအရာတော်မြို့နယ်တလဲပါပြူကြီးရွာကနေအင်အားတရာခန့်နဲ့ဝက်လက်မြို့နယ်ကြောက်ကုန်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးပြီးပစ္စည်းခိုးနေတဲ့အချမ်းပဲစစ်တပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းအချမ်းပဲစစ်သား၁၆ကောင်မျိုးစားဖြစ်ပြီးအယောက်၃၀ ကထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်းသိရပါတယ်။အဲ့တော့အထိနာသွားတဲ့ Champions League ကတလဲပါပြူကြေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရရှိပါတယ်ခင်ဗျာ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကော်မရှင်မတရားဖမ်းဆီးထောင်ချထားတဲ့ရွှေဝါရီရောင်ဆရာတော်ဦးစင်းနဲ့ဇော်ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။စစ်ကော်မရှင်မတရားဖမ်းဆီးထားတဲ့ဆရာတော်အရှင်ပညာဇေတ ဦးဦးဇင်နဲ့ဇော်ဟာအောက်တိုဘာ31မှာဘာဖလိုမြို့ပါရမီမြစ်တာပါရမီကျောင်းသို့ရောက်ရှိလာတော့မှာဖြစ်ကြောင်းကြပြားဆရာအောင်ဝေးကလူမှုကွေးမှာအသိပေးထားပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော်ဦးဇင်နဲ့ဇော်လွတ်လာပြီးစစ်ကောင်စီစစ်ကော်မရှင်ကမတရားဖမ်းဆီးထောင်ချထားသောဆရာတော်အရှင်ပညာဇော်တာမနေ့ဖြန်နယူးယောက်အချိန်၈နာရီခွဲတွင်ဘာဖလိုမြို့မိတာပါရမီကျောင်းသို့ပြန်ရောက်လာတော့မှဖြစ်ကြောင်းသတင်းကောင်းပါပါတယ်လို့မနေ့ကရေးသားကရန်ကုန်ပြည်ဆိုင်ရာလေဆိပ်မှရောက်ရှိနေတဲ့ဆရာတော်ရဲ့ရုပ်တံဖိုင်နဲ့တကွလူမှုကွေးမှာမျှဝေခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ကဲနောက်နေ့ကျွန်တော်နားထောင်မဲ့သတင်းကတော့အခုဆိုရင်ဒီကျွန်တော် online ပတ်ချက်တော့ရောက်ရှိလာတဲ့ပါစတွေရပါတော့သူတို့ရဲ့အခြေအနေတွေဘယ်လိုပြောထားဆိုချက်နှားလို့ကြည့်ရအောင်နော်ဘာတော့ drop on နေနဲ့ချပေးမယ်နေနေနဲ့ကျဲပေးမယ်မင်းတို့ဘာမှဖြစ်စရာဘူးနောက်ဆုံးလေနေနဲ့လာမကျဲပါရင်တော့ suit down တယ်ဟုတ်တယ်လေနေနဲ့ကျဲလို့ရှိရင်နောက်နေ့မနေ့ကျအတန်လေပဲအာလေလာမိတက်ခိုင်းလို့တက်ခိုင်းတက်ရင်ပဲရောက်သွားတယ်။သွားတယ်တင်းညိုင်ကုန်ရ တက်စားတယ်သိနေအောင်ရောက်ပဲအဲ့တော့ကျွန်တော်ပြောပြရင်ခင်ဗျားတို့ကယုံမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်သူများဘဝတွေကိုကျွန်တော်လှောင်စားနေတာမဟုတ်ပါဘူးဒါဒီပတ်စတွေကိုတိုင်းကြုံတွေ့ခံစားနေရတဲ့တိုက်ပွဲတွေဖြစ်ပြအဲ့တော့ဒီစစ်ကောင်စီလော်ဘီတွေကပြောတယ်စစ်ကောင်စီလော်ဘီတွေကပြောတာပေါ့နော်အားရငါတို့ဘက်ပဲသိပြီးတော့လေဒီကောင်တွေဘက်ကမသိတာလေဒီကောင်တွေကပါရင်းချောင်းမို့လို့လားအဲ့တော့စစ်ရဲ့သဘောတဘာဝကိုမသိလို့ပြောတာဖြစ်တယ်ပေါ့နော်။မိပါရင်းကြဟုတ်လို့မသိတာလား။ဘာကြောင့်မင်းတို့အသေးများတာလဲ။မင်းတို့မိုင်းခွင့်သိ မပြောပြလိုက်ဘာကြောင့်အသေးများလဲမင်းတို့ပြောပြလိုက်ပြောအဝင်းဆိုလည်းမသိဘူးအဲ့ဒါသူတို့ကတက်ဆိုပြီးတော့ရှေ့ကိုထိုးတင်တယ်ကိုရင်အဲထိုးတင်တော့ဒီတိုင်းပဲတက်လာအဲ့အဲ့ချိန်ကျတော့သူတို့တန်တွေတွေအရှိရမပါဘူးဟောမပါဘူးပါစတွေကြီးပဲပါစတွေကြီးပဲမိုင်းနေပြီလဲပါစပဲอืมတိုင်ပိုင်းထီလည်းပါစားပဲဒုံးနဲ့ထီလည်းပါစားပဲသူတို့အကြီးအကဲတွေကဘုံတော့အနောက်မှာညာတယ်အဲ့လိုတက်လို့အဲ့လိုတက်ခိုင်းလို့တက်ပေးပါတယ်ကျွန်တော်ဘက်ကတော့တန်ဝင်းနဲ့ဝဲတရားကြည့်အောင် အဲ့ဒီမှာထိရမှာလားလက်မကြည့်ဘူးတာကြီးတက်တာပြေးပြီသူတို့ပြေးပြီဟုတ်လားပြေးပြီအဲ့တော့မင်းတို့အဲ့ဒါကြောင့်မင်းတို့အဲ့လိုမိုင်းကွင်းလဲနားမလဲတက်ကွင်းလဲနားမလဲဘာမှမသိဘူးအဓိကသွားမဲ့နေရာကိုရောက်ရမယ်ဆိုပြီးအတင်းထိုးတင်တော့တက်တော့အသေးပြောက်တွေပြားကုန်တော့အော်နည်းမြေတွေရသွားတော့ဒီဘက်ကဟိုဘယ်လိုပြပြတ်တက်လို့တော့မနိုင်တော့လို့နည်းမြေဆုတ်ပေးလိုက်ရတဲ့အချိန်ကျတော့ဒါမင်းသူတို့ကအောင်ပွဲခံပြီဘယ်လောက်သေးလဲဆိုတာကိုတော့မပြောတော့ဘူးအဲ့တော့၄ကီလိုတိုက်ပွဲစဖြစ်တဲ့က၄ရက်အတွင်းကိုမင်းတို့ဘယ်လောက်သေးတာခုနကတော့ ဘယ်လောက်ထိခိုက်တယ်ရဘယ်လောက်ထိခိုက်တယ်ရနဲ့တေးရနဲ့ဆိုကျွန်တော်ဒီမထွက်ခင်အထိတော့100ကျော်ရှိတယ်။အဲ၄ရက်အတွင်းတော့100ကျော်ရှိတယ်နော်။ကြောက်စရာကြီးနော်။အဲ၄ရက်အတွင်း100ကျော်သူတို့နောက်တန်းမိသားစုတွေကိုအကြောင်းကြားလား။အကြောင်းကြားပါမလား။ဘောတို့မှာ100ရောက်လောက်သေးလို့ရှိရင်900ရောက်လောက်ကိုသတင်းပို့တယ်။900ရောက်လောက်ကနောက်နေအတွက်ချမ်းသာသေးတယ်လေ။အားလို့လည်းဆိုနောက်နေကြရုပ်ရှင်ရိုက်ဖို့ချမ်းသာသေးတယ်။ဟုတ်လားဘယ်လိုလဲ။ဒီလိုပေါ့ဒီကဒီသက်ခွင့်နဲ့ မသွားရတဲ့နေ့မလာရတဲ့နေ့ဆိုလို့ရှင်အဘိုင်းဘာညာပေါ့ဒီနေ့တော့ဘယ်နှယောက်ကြပြန်ပြီအဲဒါမျိုးလေးတွေရှိတယ်ဟောတေးတာကိုခွဲပြီးသေးတယ်ခွဲပြီးသေးတာဟာဟာရဲ့တင်ရမို့ဟမ်တေးရတယ်မဟုတ်ဘူးဟောခွဲတာသေးရနောက်နေသားအော်ဆိုတော့ဒီစစ်ကောင်စီဘက်ကတော့ဒီလိုရှိတယ်ပေါ့နော်သူတို့ဒီတေးရထဲနဲ့အယောက်20ကြတယ်ဆိုပါဆိုစစ်ကောင်စီကသူတို့ရဲ့လူကြီးတွေကိုဟိုအယောက်20လုံးစရင်မတင်ဘူးပေါ့မာသူတို့မတက်ရဲတော့ဘူးမတက်ရဲဘူးအဲ့မှာမိုင်းကွင်းလည်းရှိတယ်တက်ကွင်းလည်းဖြစ်နေတော့မတက်ရဲတော့ဟွန်း အဲဒီနေ့ဆယ်ယောက်စီရင်တင်အဲနောင်တကြရင်ဟိုမင်းတို့မတက်သေးဘူးလားဘာညာဆိုလို့ရှိလို့ရှင်အဘရေဒီမှာတက်တယ်ထိခိုက်တယ်ရရသွားဆိုပြီးတော့နောက်တဲ့ဆယ်ယောက်ကိုစီရင်ပြန်တင်ပြီးတော့ဥနေတာဥနေတာအေးဘောဝါမင်းရလဲဒီကောင်တွေတော်တော်မရိုင်းနဲ့သူတို့ကြတော့မတက်ရဘူးမင်းတို့မောင်းတယ်လူလူရောစစ်ကောင်ဒီဘက်ကပဲဖြစ်ဖြစ်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်တကယ်လက်တွေ့ဘွားကိုကျန်းလန်းကြောင်လာကျွန်တော်တို့ခင်ဗျားတို့ကြည့်တာခုကျန်းတဲ့ညီကိုပစာရီရောတင်နှက်တက်နေတဲ့ပစာရီရော ဟိုလက်ရှိမှာတန်းရင်မှာပဲဖြစ်ဖြစ်အရှေ့တန်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်အရှေ့တန်းကကောင်းတယ်ခင်ဗျားတို့ပိုးသိပါတယ်ဒီလူတွေဘယ်လိုလုပ်တယ်ဘယ်လိုခိုင်းတယ်ခင်ဗျားတို့ပိုးသိတယ်ပိုးကြွတယ်လက်တွေ့ကြတော့ကျွန်တော်ကခင်ဗျားတို့ကျွန်တော်တို့ပဲဟိုအလကားနေပြီးတော့ဟွန်းဟောလာဆအလကားရလို့စားတော့ပြီးတော့လကဖုန်းနဲ့လိုင်းလွှဲဟိုပြောဒီပြောဟာဘယ်နေရာကြီးတော့တင်းလိုက်ပြီးဒီကောင်းလေးကမသေးတော့လားပါဝါရင်းကြီးကြီးလားတကယ်တမ်းလက်တွေ့ကြတော့ခင်ဗျားတို့လာကြည့်အောင်ခင်ဗျားတို့ကဟိုဟာ ်တက်လာခဲ့ဒီလေးကေကောဟိုတထောင်ကျော်တက်တယ်နောက်တော့3000တက်လာလဲခင်ဗျားတို့ပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာဟိုလေးကေကောလည်းမဟုတ်ဒီဘက်ဆက်တက်ခဲ့အောင်ပေးအောင်မှာပဲဒါပေမဲ့ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှာမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခင်ဗျားတို့200 300အော်တိုလာနေသေးနေပြီမမြောတာလားလုံးတာဘာမှမဟုတ်ဘူးခင်ဗျားသားမီးတို့ခေါ်ပြီးတော့တိတ်ဆန်တာအဲ့တော့ငိုတဲ့ကောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုပို့တဲ့ငိုတာ ဘာလို့တာဟာလုံးကတိုင်းမဘောင်းငိုတာငိုမှာပေါ့နောက်ကတက်မှာမို့သူဟွာလောက်တယ်လေဆဲလို့ဒီနေရာကိုရောက်တက်ဘယ်နေပဲချင်းရအဲ့တော့မင်းတို့မတက်နိုင်ဘူးလားမပြုတ်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဘာသာတွေကလည်းတည့်တိုင်းပဲလေလူဘက်ကိုကြောက်တာပေါ့တေမာကြီးကတော့ဒီသက်ကွင်းမှန်ကျွန်တော်တို့ကလက်တွေခံရတယ်လေသူကနောက်မှာနောက်စကားမှာအေးဆေးဆိုသူကဘာမှမသိဘူးတိုက်ပွဲပဲဖြစ်ရုံပဲရှိကျွန်တော်တို့ကံအောင်လည်းမကောင်းပါဘူးဗျာဘူးရောက်လာဘူးရောက်ရတက်ကတိုင်းမို့လဲစစ်စစ်ရဲ့အတွေ့အကြုံမရှိဘူးတဲ့ မရှိတော့ပိုးဆိုးတာပေါ့ရောက်အောင်ဒီပေးထားတယ်နောက်ကဘာဟေးဆိုအော်ချချပဲဟုတ်တော့အာဘာမှမသိရှိမှာဘယ်နှကောင်တုံးတုံးလဲနေမှာသူဘာသိတော်တော်လဲတော်တော်ပဲအဲ့လိုဟဲ့တုံးလုံးနေလဲပြောရဲတဲ့ပြောလဲပြောရဲဒါပွင့်လင်းပြောပြတာဒီဟွာကိုစစ်တပ်ကိုစော်ကားလည်းမပါဘူးဒီတော်လိုင်းကိုလည်းမြောက်ပွင့်ပြောတာတခုမှမပါဘူးလက်တွေ့ကြကြုံရတာကျုပ်တို့ကျုပ်တို့ကြည်တာ ထမဲမစားဟင်းမစားငါပြောပင်တပင်မြင်လို့ချင်းတောက်ရပြန်တတ်တော်မှအတိုင်းပြေးလူနေရတယ်ပေါ့ငါပြောပင်ကိုပြေးလူအဲ့ဒါဘယ်ဘယ်လိုပြောတော့လင်းရင်နဲ့ပါညာပို့ပေးတာသူဘယ်မှာပြောပါနဲ့ဘုံလာချားရဲ့လင်းတော့လမ်းကြည့်မမြင်ရဘူးငါကမချရဲဘူးတက်ကြရင်တက်ကြပါလို့ဟုတ်လားချိုးပါလာကြတော့ပြောတာပေါ့ချိုးပါလိုက်ပြောတယ်လင်းရင်လားချင်းအာအေးအာလက်ကုန်ကြီးနေကိုရကိုရဆိုးရင် ဘာဖြစ်လို့လဲဆိုတော့ဒီလင်းလားကျဲပြီဆိုရင်နောက်နေမနဲ့မောင်းပြီဆိုတော့သိတယ်မောင်းရင်ပြေရောက်မျောတာဖြစ်ပြီလေမျောတာအေးမှမရဘူးကျန်တာကြီးကထူးတယ်လေသိတော့ပြောချင်မင်းတို့ဘယ်လိုပြောရမလဲသူများသားသမီးတွေအရွယ်ရောက်ဖို့အတွက်နှစ်20လောက်မိသားစုကကျွေးမွေးဆော့ဆော့ပြီးအရွယ်ရောက်အောင်လုပ်ရတယ်ကွာအရွယ်ရောက်လာတဲ့အချိန်ကျတော့ကိုနားမလဲတဲ့နိုင်ငံရေးကိုမသိတဲ့စစ်စင်ရေးဟိုကိုစိတ်မပါတဲ့အထဲကိုပေါ်တာဆွဲပြီးတော့ဒီလိုမျိုးအသေးခံခိုင်းနေဆိုတာဒါတော်တော်ရက်ဆက်တာစစ်ကောင်စီကလေ ော်တော်လေးကိုရက်ဆက်တယ်အဲ့တော့ဟိုကဲဒါတော့ကိုဆွဲတို့အဖွဲ့နဲ့ဒီပါစာတွေရောနော်အလင်းဝင်လာတဲ့ပါစာတွေနဲ့စကားဝိုင်းလို့ဖြစ်ပါတယ်နော်အဲ့တော့ကြားတဲ့အတိုင်းပဲချမ်ပစစ်ကောင်စီလေးရင်လာပြီးသားပြီဆိုရင်မတရားတက်ခိုင်းတဲ့အတွက်အကြဆုံးတွေတော်တော်များတယ်ပြောရမနော်လေးရက်အတွင်းမှာရောက်တရာကြာဆိုနည်းတဲ့အားမဟုတ်ဘူးနော်အဲ့တော့ဒီပါစာတို့ဘာလို့ဆိုတာကတေချာတဲ့ချမ်ပစစ်ကောင်စီကတမင်ပေါ့နော် ရှေ့မှာမိုင်းရှင်းဖို့ရှေ့မှာထုတ်ပြတိခံခိုင်းဖို့ဒီခေါ်ထားတယ်ဆိုတာသိပြီးသားဖြစ်ပါတယ်နော် ကဲကျွန်တော်တို့ကြည့်ရမယ့်သတင်းကတော့ဘုံဘုံမောင်မောင်ကအခုချိန်မှာဆိုအမှန်တရားတွေပြောလာတာတော်တော်များတယ်ပေါ့နော်အဲ့တော့ဘုံဘုံပြောထားတဲ့ဟာလေးကိုသုံးသပ်ပေးထားတဲ့ကိုစီရပြည်လူလက်ချက်နောက်ကြည့်အောင်နော်ရှင်လှုပ်ရှင်တာတော့ကိုမောင်မောင်မင်းအောင်နိုင်တို့အဖွဲ့ကိုထောက်ပြထားတဲ့ဗီဒီယိုဖိုင်ပါအဲ့တော့မောင်မောင်ဆိုတာကတစ်ချိန်လုံးစစ်တပ်ကို အာပေထောက်ခံလာခဲ့တဲ့စစ်တပ်အမာခံထောက်ခံသူအကောင့်တူနဲ့ကလေးကြီးထောက်ခံတာမဟုတ်ဘူးနော်ရုပ်ပြပြီးတော့တတ္တိရှိရှိတိတ်ခါရှိရှိထောက်ခံတဲ့လူအဲ့ဒါလို့လူမျိုးကအစားထွက်ပြောလာပြီဆိုတဲ့က ဒီမင်းအောင်နိုင်တို့အဖွဲ့ဟာဘလောက်ထိဗယံပဒါလမ်းလွှဲနေပြီလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကြပြီးတော့နောက်ဒီမှာကိုမောင်ပြောထားအရန်ကောင်းတာနောက်တော့ကြည့်လေဟိုပြီးခိုင်ဖြိုးနဲ့စစ်တက်နဲ့ဆိုတာဒါပါစစ်တက်စစ်တက်တိုက်တာမြင်ဘူးလားစစ်တက်တက်တောင်းတက်ရွှေမြင်ဘူးလားမြင်ဘူးပေါ့စစ်တက်ကတက်တောင်းတက်ရွှေလို့ရှိရင်ရက်ဝင်းနဲ့သွားလားနော်ရက်ဝင်းနဲ့သွားအေးအေးရက်တက်တောင်းတက်ရွှေတွေ့ဘူးလားအေးအေးရလည်းဒီလိုပဲတိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်ရက်ဝင်းတွေနဲ့အယူဆုံးကြွာသားတွေကိုမွေးတာမွေးပြီးတော့မလက်နဲ့တော့ကွာရောက်လာ ထုတ်တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့လုပ်တဲ့ပုံစံကဒီခိုင်ဖြူဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးတော့စိတ်အိမ်ချုပ်ပြီးလွတ်ပေးလိုက်တာပဲရေးကြုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတော့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားသည်ဒါပဲအမှန်ပဲเนาะအခုတူထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိဒီခိုင်ဖြူမှာညွန့်နဲ့အစင်းကစပြီးတော့ဘဟုခင်ကြီးအထိဩက္ခရခင်ကြီးအထိစစ်တပ်ကလူကြီးပါပဲ တာမန်အယက်သားပြည်သူဘယ်နှယောက်ပါလဲအဲ့တော့ဒီနေရာမှာကျွန်တော်အယက်သားပြည်သူဆိုတဲ့ဟာကျောင်းဆရာဆရာမလည်းဒါအယက်သားလို့ပြောလို့ရတယ်နော်စစ်တပ်မဟုတ်တဲ့လူပေါ့နော်တင်းတင်းကြပ်ကြပ်ပြောမယ်ဆိုရင်တော့အယက်သားဆိုရင်ဒါဝန်ထမ်းမဟုတ်ပြောရမယ်နော်ဒါပေမဲ့ခုနကပြောသလိုပညာရေးဝင်ပညာရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲစီးပွားရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲအင်ဂျင်နီယာအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲဒီစတဲ့ဖြစ်နိုင်ငံထဲမှာရှိတဲ့ အချားဝင်တဲ့အတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထဲကဒူတွေဦးပဲစုပွဲပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလားအဲ့တော့လက်ရှိပြည်ခိုင်ပြိုးဆိုတာစစ်တပ်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ကောင်းဆောင်ရဲ့အကြိုက်ကိုလွန်ဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်နှမဘဝရှင်းနေနော်ဆန္ဒထားပြီးဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတယ်ပျက်စီးနေတယ်အမှန်ပဲ တော့ PDF ကလည်းခဏောက်တည့်ရတိုင်းပါဗျာနော်။နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးဆုံးရသားတွေပဲလွတ်လာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲ။ခဏောက် view ဟာ diamond set တက်ကပြတော့တာနိုင်ငံရေးမှာလဲ။အခုအိမ်ချူပြီးဘောင်းမချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူး။အပြီးခိုင်ထိုးတဲ့မှာအကုန်လုံးရေးရေးကြုံကာချုပ်ကတစ္ဆာလေးချက်ထားဆိုအကုန်ထားဆိုပါ။ဒီခိုင်မျိုးအကုန်လုံးထားဆို။အဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို အဲဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါတိပြောရမယ့်ရတော့မဟုတ်ခင်ဗျားတို့ကလည်းလောလောလတ်လတ်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစိုးဒီမိုကရေစီကောက်ပဲပြောနေကြတာအမေ ဲဒါပေမဲ့ခင်ဗျားတို့ရဲ့အရေးအံသွားနေတဲ့ပုံစံလေးသူ့မူကျင့်ကြံပုံလေးဟုတ်လားပြောဆိုပုံတွေအကုန်လုံးကစစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့ရှင်းပါတယ်စစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘလောက်ထိချုပ်ကင်ထားလို့ရမလဲတရားရာဂိုင်းလုံးမဟုတ်တရား30ရာဂိုင်းလုံးရရင်တရား30ရာဂိုင်းလုံးချုပ်ကင်မှုလုပ်နေနော်အဲ့တော့ဒါမဲ့ကြောင်လိန်ပြီးတော့ပါတီစုံဒီမိုကရေစီစနစ်ပါပေါ်တယ် အလုံးရက်ကအာနာကို အမိရချုပ်ကိုင်းတယ်လုံးဝလက်မလုပ်ဘူးเนาะဒါ NND အစိုးရ9နှစ်ဆိုတာ NND အစိုးရတက်လာတဲ့အချိန်မှာအဲ့ဒီအစိုးရကိုအာနာလွှဲပြောင်းပေးရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်တယ်ကြောက်ခိုင်ရေးအစိုးရကเนาะတံပိုးအစိုးရကဝင်ကြီးဌာနတိုင်းမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်ပြီးတဲ့အပြင်မပြီးသေးဘူးဘလို့ရောက်မှာလဲအောင်မေးလေတစ်နှစ်ခွဲအထိတိုင်းပြည်ရဲ့ budget ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖိတ်ခဲ့တယ် သူတို့ရဲ့အစီအစဉ်ကတော့အန်နန်ဒီအစိုးရတက်လာတာနဲ့ဘတ်ဂျက်ပြတ်ပြီးတော့အစိုးရပြိုလဲရိုင်လဲတော့အောင်တခါတည်းစီစဉ်ထားတယ်။အဲ့ဒီအချိန်မှာအန်နန်ဒီကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီဘတ်ဂျက်ကိစ္စကိုရအောင်ဖြေရှင်းဒီတစ်နှစ်ခွဲအတွင်းမှာဘတ်ဂျက်၃ဆွဲလို့မရတဲ့ကာလမှာရအောင်လို့တိုင်းပြည်ကိုဖြေရှင်းဖြေရှင်းပြီးတော့ဘတ်ဂျက်၃ဆွဲလို့ရတာနဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားတော်ခွန်ဆိုင်လှုပ်ချပစ်တာအဲ့တော့အန်နန်ဒီအစိုးရဟာ တောင်းဝင်ခံအစိုးရအဆင့်ပဲရှိတာတော့မှအဲ့လောက်ထိလုံနိုင်အန်အန်ဒီတော်လုံးမဟုတ်ဘူးလားဒီအန်အန်ဒီမြန်မာအခြားပါတီတခုပြည်သူလိုလားတဲ့ပါတီတခုဆိုတော့အဲ့တိုင်းဖြစ်မှာရုပ်မှာလားဒါကိုယ်တွေတိတဲ့အဆင့်ပဲရှိတယ်ကိုယ်တွေမတိတဲ့ဒီအစိုးရဌာနအတွင်းရုပ်မှာမှုတွေဘလောက်လောက်ခဲ့လဲဆိုတာဒါအန်အန်ဒီအစိုးရခေါင်းဆောင်တွေမတိလိမ့်မယ်เนาะအဲ့လောက်ထိရုပ်မှာခဲ့တဲ့ကောင်တွေဒါလောင်မှအာနာကိုထပ်သိမ်းနေတယ်ဆိုတော့ဒီကောင်တွေရဲ့လောဘဟာအတော်မတတ်နိုင်အောင်များပြားနေတာဖြစ်တဲ့အတွက်တိုင်းပြည်ကိုမလုတဲ့တဲ့အလုပ်ကိုလုပ်လို့အခုတိုင်းပြည်ကပြည့်စည်နေရတာပဲเนาะ အဲ့တော့ကိုမမောင်တို့လိုမျိုးစစ်တပ်ထောက်မာဂန်ထောက်ခံတဲ့လူတွေကဆိုတာထွက်ပြောတာလေဆိုတာကဒါတွေဟာတိုင်းပြည်ပေါ်ရုပ်မှန်တဲ့ရုပ်မှန်နေလို့မဖြစ်တင်တာတွေလုပ်နေလို့ထွက်ပြောနေတာဒီလူတွေကဒီလူတွေကဒီနေ့ချင်းချင်းတော်လှန်ရေးပဲပူးပေါင်းလာမဟုတ်ဘူးနော်တော်လှန်ရေးကိုသူတို့အားပေးနေတာမဟုတ်ဘူးသူတို့အဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလုံရဟာတိုင်းပြည်ဖြစ်နေတယ်ဆိုတာကိုဒီလူတွေကအမုန်းခံပြီးထောက်ပြနေတယ်ဒီချက်ရှင်းတာမရှိတော့ဘူးစစ်တပ်ရာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေချောင်းရလဲ ခင်ဗျားတို့ရဲ့နားကြောင်မပြနိုင်ဟုတ်သူလုတ်ပုံကြိုက်ပုံတွေမှာလည်းနည်းနည်းလေးဝေဖန်မိအောင်မှချုပ်ခဲ့တဲ့အဟာလေးပြေးတော့မှချုပ်ခဲ့တဲ့ညစင်သားကြီးအမှန်ပဲနော်အခုဒိုက်တာမိုက်ဒီရဲ့အုံတိုင်းရဲ့ကြုံဝင်းထုတ်ခဲ့တုံးရောက်ကိုတဲ့ရွေးကောက်ပွဲဥပဒေနဲ့အမှုစွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလေတူနဲ့ဟိုကောင်ဘလူတယ်ခင်လိုက်နဲ့ရိုက်နေတဲ့ကောင်နဲ့ငှက်ရောက်ပွဲဝါတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလား နော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုတော့စကားလေးပဲပြောတာမဟုတ်အခုလက်ရှိမင်းအောင်နိုင်တို့ကကျွန်တော်တို့တအားကြောက်တာဒီကောင်ဂျော်လကီးနေနော်သူတို့ရဲ့အတုရောက်ရွေးတော့ပွဲကိုအတုပေါ့အတုလို့ပြောထေအောင်ကြောက်တယ်နော်အခုအဲ့သုံးယောက်ကိုဖမ်းပြီးတဲ့ပြင်ဒိုက်တာမတ်တီးဆိုအိုးနေပြီဘာမှလုပ်လို့ရတဲ့ရွေးမဟုတ်တော့နော်သူတို့ယောဂနဲ့တူဒါတော်မှဒီကောင်တွေမတက်မညာရုပ်မှာနော်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့ဟွာဒိုက်တာတယောက်ကိုဖမ်းတယ်အဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအသေးသွားပေးလို့ဆိုတော့ဩမင်းတို့နေအသေးသေးတော့ကြောက်တယ်ပေါ့ ဟမ်မင်းအဲ့ဒီမင်းအောင်နိုင်ရစပြီးတော့လက်ရှိစစ်ဖို့ကြောက်အောင်လို့မင်းတို့ဘောင်းမေတဲ့မွေးနဲ့ပစောတဲ့မွေးနဲ့ထမိန်ကြီးစကတ်တွေစတော့ကင်နေတာဝိကြနော်အကောင်ပြောတာမင်းအောင်နိုင်စပ်ဖောက်ကိုစတော်ကင်စင်ပေးတယ်အဲ့ဒါမှလိုက်မှာတူနဲ့လိုက်မှာအဲ့ဒါဒီဘာလို့လဲလောက်ရက်ကအဲ့ဒီလောက်ရက်လုံနေကြတာကိုရှင်းရှင်းလေးပဲနော်သူတို့ကတော့သူတို့လုံမဲ့လောက်ကိုပြက်ပြက်တားတားလုံဒါကြောင့်မလို့ကျွန်တော်တော်လိုင်းဘက်ကအင်အားစုတွေအနေနဲ့ရတယ်သူတို့တဆမိုက်မိုက်ရရင်ကိုကဆယ်စားတော့မိုက်ရရင်ပေးမှတန်တာကောင်းတယ်အဲ့ဒီကောင်တွေသားကြောက်တယ်နော်ဖမ်းစစ်ဖို့ချုပ်တွေကလေသူများပေါ်တာဖမ်းမယ်စီးမယ်ထောင်ချမယ်ရိုက်မယ်တတ်မယ်ဖြတ်မယ်လုပ်ရဲတာ သူတို့ကိုလောက်ကြည့်အောင်မလေးအဖေကြောက်တာနာသူတို့အသားလောက်နာသက်တာမရှိဘူးသူတို့မိသားစုလောက်တန်မိုးရှိတာမရှိဘူးသူတို့အတိုင်းဝိုင်းလောက်တန်မိုးကြီးတာမရှိဘူးမယုံရင်လောက်ကြည့်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တုံ့ပြန်မှုတွေနဲ့ဒီကောင်တွေကိုစော်ရမယ့်အချိန်ရောက်နေပြီအဲ့လိုမဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လုပ်မှာတော့ဒါရှင်းရှင်းလေးပဲသူတို့တော့မယုံကြည့်လိုက်ဟောခင်ဗျားတို့ရဲ့ဒီလိုပဲကြီးကဘာဒီလိုပဲဆိုလဲအဲ့တော့စန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ခင်ဗျားတို့ကမလုပ်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့ စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်မပြတဲ့အပြင်ကိုတတလုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်။အဲ့နှစ်ဖက်လုံးတင်ရမယ့်အရာ။အဲ့တော့တစ်ဖက်ကစန့်ကျင်တာလည်းအပြည့်ပြောလို့မရအောင်နော်။အင်းတော့အခုတက်တော်ထဲမှာကာကြောက်ကတာချောင်းထိုးလို့ရှိရင်အကုန်လုံးတက်စာလေးကြားထားဆိုမဲ့တူတွေရောက်တယ်အဲ့တော့ ရှင်းတယ်နော်ကိုမောင်ပြောတာမှားလားဒါကြောင့်မို့လို့ကိုမမောင်ဟိုနဲ့မမတာတွေတက်ဖို့ဖြောက်လို့သွားကျင်းတယ်ဆိုတော့သူပြောတာတွေမှားတယ်ကျွန်တော်တို့ကလေကိုယ့်ကိုလူလို့တတ်မှတ်ရင်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုအရင်ကြည့်ရတယ်သူ့ဘက်ကိုယ့်ဘက်ဟာကိုအရင်မကြည့်နဲ့အေးကိုယ့်ဘက်ကလူကမှားနေတယ်တောင်းမှတ်တင်တောင်းမှတ်ပေးလိုက်ကိုယ့်ဘက်ကာတယ်ကိုယ့်ဘက်ကိုကာတယ်ဆိုတာအဲ့လိုမျိုးကာမှလူပီတက်အေးကိုယ့်ဘက်ကမှားနေတဲ့အတွက်မလုပ်ကြဘူးကငါတို့ကြားတဲ့တောင်းမှတ်တယ်ဒါတကယ်ချင်းအပေါင်းတင်မိတ်ဆွေတကယ်ဒီနေတင်မှလည်းဒီတိုင်းပဲအမှားမှန်ကိုအရင်ကြည့်မယ်အေးကိုယ့်ဘက်ကမှန်နေဖြစ်တင်ဖြစ်ပလိုက် ကိုဘက်ကမှားနေရင်တောင်းပန်တင်ရင်တောင်းပန်လိုက်ပြဿနာတစ်ခုပြီးဆုံးဖို့အတွက်အခုလက်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတယ်ပါဆိုအတိုင်းဝိုင်းဒီကောင်တွေမှလည်းလူလိုအတိတရားမရှိဘူးအကြောင်းအရာတစ်ခုပေါ့ဘယ်တော့မှအမှားမှန်မရှိဘူးသူ့ဘက်ကိုဘက်သူတို့ဘက်ကမှားပဲလို့မှားတာပဲလို့ကြိုက်တာလို့သွားပြောတဲ့သူအပြစ်သူတို့ရဲ့ရန်သူပဲသွားမပြောနဲ့မှားတာလို့လည်းသွားမပြောနဲ့မှန်တာလို့သွားမပြောနဲ့အဲ့ဒါဆိုပါလေအဲ့ဒါဆိုလူလို့ခေါ်ရဘူးလားတလိဆန်နဲ့မတူးနေဘူးလားတလိဆန်နဲ့ခွေးတွေဒီခွေးနဲ့အုတ်ကဲ့ဒီဒီဘက်ကောင်ကဘယ်ဘက်ဟိုဘက်ကောင်က တကောင်ချင်းတကောင်ချင်းကြိုက်လို့ကိုယ့်ဘက်ကခွေးရမှားတာလားမှမကြည့်ဘူး။သွားဝင်ကြိုက်တာပဲကိုယ့်ဘက်ကဝင်ကြိုက်တာပဲ။အဲ့ဒါကလေးဆန်ခွေးပဲ။လက်ရှိစစ်ဒီစစ်တပ်အတိုင်းဝိုင်းအကောင်တွေအကောင်လုံးခွေးနဲ့အတူတူပဲ။နော်။မင်းတို့နိုင်လဲနေငါအမှန်တိုင်းပြောတာမင်းတို့လောက်ရကအဲ့ဒါနဲ့တူလို့ခွေးနဲ့နိုင်တာ။နော်ဒါရှင်းရှင်းလေးမိုင်ရိုင်းလုံးမှပြီးမင်းတို့ခွေးနဲ့နိုင်တာမဟုတ်ဘူး။အဲမင်းတို့အဲ့လိုအနိုင်မခံသိချင်ရင်မင်းတို့လူလိုအတိတရားရှိအမှားမှန်ကိုကြည့်တရားမှုမတရားမှုကိုကြည့်နော်အလုံးလုံးတဲ့နေရာမှာအမှားအမှန်ခွဲခြားလို့တရားမှုမတရားမှုခွဲခြားလို့ဒါဆိုရင်မင်းတို့ဘယ်သူမှစစ်ပွေးလို့ခေါ်စရာအကြောင်းရှိရှင်းရှင်းလေးပဲ နော်အဲ့လိုလုံနေမဲ့လူကိုအခုကြည့်ဘောမချင်းအတူတူတော့ကိုမောင်မောင်တို့နဲ့ဒီလေးမှရှိတဲ့အဲ့ဒီပိုင်ရဲကိုတို့ကျော်စိုးဦးတို့ဝက်လီအဲ့ကျော်စိုးဦးတို့ဟမ်ဟိုငနွားကျော်မျိုးမင်းတို့နဲ့တူလာအဲ့အဲ့ဒါလွတ်တန်ဖို့နော်အဲ့တော့ငါတို့ကလည်းစကားပြောနေမှာမောင်မောင်တို့လူမျိုးကိုရိုင်းတိုင်းဆဲဆိုပြီးတော့ငါတို့ရေရှည်တကားမလို့အဲ့အဲ့ဒီပြည်တွင်းအောက်တန်းစားမအေးလို့နေဆိုရင်တော့လားမပူနဲ့ရအောင်ဆဲမှာဘာဖြစ်လို့တန်ရန်တန်ရပဲရမယ်ဒီလွတ်တော်ဆိုတာစစ်တပ်အတွက်ခေါ်မယ်ဆိုလို့ရှိရင် ဟိုတင်ဘာကောင်းမဆိုရှင်မဒီစီးရပြခန်းတာစီးရပြကွေးမြင်တစ်ခုဖြစ်နေတယ်ဟွန်းစီးရပြကွေးမြင်မှာအဲ့လိုမျိုးဖြစ်ရလေအောင်စစ်တပ်နေနဲ့လောလောလာထွက်ချင်ကြောင်းလည်းပြပါလေနော်နိုင်ငံကောင်းစေချင်တာပါကဲကိုမောင်ပြောရတာရှင်းတယ်နော်တကယ်ဒါမျိုးဘောမိုင်မအမ်းပါဗျာကျွန်တော်တို့အမြဲပြောသလိုဒီလိုဘောမိုင်ကျွန်တော်တို့တွေအတိုက်ခံလုပ်ရအောင်မလို့ကိုတော့ကိုတော့ကိုစီမောကိုရှမ်းနေုံမယ် เนาะမင်းတို့ဘောမာတွေငါ့ကိုလာဆဲနေလို့တီးထားမင်းတို့ငါ့ကိုနိုင်ငံရေးလောက်လို့ပြောနေတယ်ထောက်ပို့လောက်လို့ပြောနေတယ်ဆဲနေတယ်မတိုက်ဘူးလားငါ့ကိုမလောက်ခိုင်းစေချင်ကိုမောင်မောင်ပုံစံမျိုးမင်းတို့နေကြဒီလိုဒီလိုမျိုးဘောမာတွေမြိုင်းငါတို့တွေအပိုက်ခံထွက်လို့ပြန်မလို့ဟုတ် sorry เนาะကိုလုံးကိုလုံးနေုံမဲ့ဘဒူးမှဒီနိုင်ငံရေးကိုစောက်ကမြောက်ထိုင်လို့မချင်ဘူးအန်နေရှိတဲ့လို့ကိုစီးပွားရေးကိုအေးစေးလုပ်ချင်တာပေါ့နော်ဒါပေမဲ့လက်ရှိပြည်တွင်းမှာကိုမောင်မောင်လိုမျိုးဒီစစ်ဘုံချုပ်ကြီးရဲ့မှားနေတဲ့အရာတွေကိုထောက်ပြမဲ့ဘောမှရှိတာ အဝေးကြီးထောက်ပြမှုဆိုတာထောက်ပြမှုမစင်းစမ်းနဲ့ဘူးနော်မဟုတ်တာလောက်တာယူအထိုင်ပြီးလက်ခုပ်ပြီးနေတာအဲ့တော့ငါတို့အနေနဲ့မတော်နိုင်လို့ဘယ်လိုလုပ်ရအောင်ဒီတိုင်းမျိုးဒီလိုမတရားမှုမတော်လောဘကြတာမှချပေးထားမှာအဲ့တော့ငါတို့နေတော်လန်နေတယ်စန့်ကျင်နေတယ်ဆိုတာကဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ဒီစစ်တပ်ကိုအားပေးတဲ့ခေါင်းတွေရဲ့ရုံမှမှုတွေထက်ချီးတက်လက်လက်ဖြစ်နေလို့မခံနိုင်လို့စန့်ကျင်ရတာနော်အေးကိုမောင်မောင်ပုံစံမျိုးဘောမှကြမယ်ဆိုရင်တော့စန့်ကျင်တဲ့လူတွေမလျော့ဝိုင်းကြက်ကြလို့ပြောပါကဲအဲ့တော့ ဒီလိုစစ်တပ်ကိုအမာခံထောက်ခံလာတဲ့ဒူတော်မှဒီလောက်ထွက်ပြောပြီဆိုရင်ဒီမင်းအောင်နိုင်တဲ့အပေါင်းအပါကောင်းတွေဟာဘလောက်ထိလမ်းလွှဲနေပြီလဲဘလောက်ထိမှားနေပြီလဲဘလောက်ထိမိုက်ရိုင်းနေပြီဘလောက်ထိစုပ်ပဲ့နေပြီလဲဆိုတာကိုအောင်အောင်နဲ့ကိုစဉ်းစားကြပြီးတော့ဒါအုံမှအမောင်မောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆဲပြီးတော့ဒီပထွေးလေးကိုဆက်ထောက်ခံမယ်ဆိုတော့မင်းတို့အဆင့်အတန်းပဲတိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့တခုပဲခြေဝါပါကိုမောင်မောင်ပြောတော့ရတဲ့စကားတွေမှားလားမှန်လားဆိုတာလေးကိုတော့ခြေဝါသိချင်ပါတယ်ကဲဒါတော့ကိုစီသုံးသက်ချက်ပြီးတော့ final ပဲဖြစ်ပါရဲ့နော်အဲ့တော့ဒီ ဘောဘောဘောပြောသလိုပဲပေါ့နော်ချမ်ပတ်ရှူစစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲကတော့ခုချိန်မှာဆိုရင်ဒီ uniform တွေချုပ်ပြီးမှလည်းဒီဘက်ကိုပြောင်းလာတာအားလုံးလည်းတိပိစာဖြစ်ပါရဲ့နော်အဲ့တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခုချိန်မှာအခုချိန်မှာဆိုရင်ချမ်ပတ်မင်းအောင်လိုင်းကအစွမ်းကုန်ကြိုးစားနေတယ်လို့ကျွန်တော်တော်လိုင်းတစ်ဘက်ကလည်းနေ့ရက်တိုင်းမှာပေါ့နော် software တီးနေတာမြင်းရက်တိုင်းမှာပဲနော်စစ်ကြောင်းလိုက်ကြရတဲ့အဖွဲလိုက်ပြုတ်တာနဲ့တန်းစီနေတာပဲနော်အဲ့တော့ဘယ်လိုပြောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်စန့်ကျင်အောင်ဖြစ်တယ်လို့ဘောမှာအမှုပညာရှင်တွေနဲ့ပတ်သက်တဲ့သတင်းတွေမှတ်သမျှလည်းကျွန်တော်တို့ boycott ဆက်လုပ်မှာဖြစ်ပါရဲ့နော်โอเคဒီနေ့လည်းပဲသတင်းပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပြီးမိမပြည်သူရောက်ရှိတဲ့အထူးပဲကျေးဇူးတင်ပါ တယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမြတ်ခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောကမြတ်ဆောင်သူများအရာအားလုံးမှာအမြင်ကြပါစေတွားလျက်မှာပေးခြင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ